င်းစုငိတ်တဲ့ပို့ရဲရင်နာကြောင့်မြန်မာနိုင်ငံကအရှိတရားတွေကိုတကဘာလုံးသိအောင်ထုတ်ပြောလိုက်တဲ့ KMLA ခေစာခင်အားလုံးပဲမင်္ဂလာပါဆယ်လီတိုင်းနျူပေးကနေပြန်လည်ကားကြိုဆိုလိုက်ပါရစ် Miss World ပြိုင်ပွဲကိုလွန်ခဲ့တဲ့နှစ်တွေကမြန်မာလှမယ်တွေသွားရောက်ရှင်ပြိုင်ခဲ့ပေမဲ့မြန်မာပြည်သက်တွေရဲ့အယုံဆိုင်မှုတော့နေပါခဲ့ပါရစ်ဒီနေ့မှာ Miss World မြန်မာရဲ့ National Director ကိုထူးရလင်ဖြစ်လာပြီးနောက်ဒီပွဲကိုတတိထားမိလာခဲ့ကြပါရစ် Miss World 2025ပြိုင်ပွဲကိုမြန်မာကိုစားပြုဖြစ်သွားရောက်ရှင်ပြိုင်ခဲ့တဲ့ခေစာခင်အားလွန်ခဲ့တဲ့ရက်မှာ Miss War ရဲ့ Head to Head Challenge ကိုရှင်းပြခဲ့ပါတယ်။အခြားသောလမယ်တွေကနိုင်ငံခြားမှာတွားရောက်ရှင်းပြပေးမယ်လေ။အချိန်နှီးကြောင်းကြောင်းတွေကိုတွတ်ဆခဲ့တာကြောင့်တဘာဝပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့ကျောင်းရာတွေကိုပဲရွေးချယ်လေးရှိကြပါတယ်။ခေစာကရော Miss War မှာမြန်မာနိုင်ငံကငလင်ဘေးကနေစတင်လို့ဖြစ်ဖြစ်နေတဲ့ကျောင်းရာတွေကိုပြောပြသွားခဲ့သူပါ။မြန်မာနိုင်ငံကအဆင်မပြေတာတွေကိုကြုံနေရတာကြားပြီးဖြစ်ပြီးအထူးသဖြင့်ကလေးတွေရဲ့ပညာသင်ခွင့်ဆုံးရှုံးနေတာကိုအထူးကပြောပြသွားခဲ့ပါတယ်။ခေစာကရဂရိတန်းကိုဖြေဆိုထားတဲ့ကျောင်းသူတယောက်ဖြစ်ပြီးသူ ူနည်းတူအခြားကလေးတွေကိုလည်းပညာသင်ခွင့်ကောင်းကောင်းမွန်မွန်ရစေခြင်းသို့ပါငလေးနဲ့အခြားသောယာရီကြောင့်မြန်မာနိုင်ငံကကလေးအရွယ်လေးတွေဟာပညာသင်ခွင့်ဆုံးရှုံးရပြီးအချို့ကလေးတွေက ရှင်သန်ခွင့်တောင်မှမရကြတော့ပါဘူးငလေးကြောင့်စာသင်ရေးနဲ့ကွယ်လွန်သွားခဲ့ရတဲ့ကလေးတွေရှိသလိုပန်းရှင်မဲ့သွားတဲ့လွယ်အိတ်လေးတွေလည်းရှိနေကြပါသေးတယ် ပြန်ကျဲတည်တယ်စာအုပ်တွေစာရွက်တွေကြားထဲမှာကလေးတွေရဲ့ဘဝကအရင်တနာစရာကောင်းတဲ့ကြောင်းခိစားခင်ဟာတကဘာလုံးတီအောင်ပြောပြသွားခဲ့ပါတယ်မကြခင်မှာအကြောင်းဖွင့်ရာဒီကိုရောက်တော့မှာဖြစ်ပေမဲ့လည်းမြန်မာနိုင်ငံကမူလာတန်းကလေးတိုင်းဟာပညာသင်ခွင့်မရကြပါဘူးခိစားခင်ဟာကလေးတွေအတွက်အရင်စင်မကောင်းဖြစ်နေပြီးပြောင်းရင်းနဲ့မျက်ရည်တွေကိုထိန်းထားကြရပါတယ်။နောက်ဆုံးမှာတော့ခေစားကင်ကမူလာတဲ့မြန်မာဖက်စာအုပ်တွေက ပန်းကလေးများပွင့်တော့မီကပြားလေးကိုရွတ်ဆိုပြသွားခဲ့ပြီးမြန်မာနိုင်ငံကကလေးတွေရဲ့ခြေတွေကိုဦးတည်ကအခြားသောအကြောင်းအရာတွေကိုပါဆက်ဆက်တွေးလို့ရအောင်ပြောပြသွားခဲ့ပါတယ်။ခေစာကင်ဟာဟန်ဆောင်လို့ယူထားတဲ့ခန်းစားချက်မဟုတ်ပေကလေးတွေရဲ့ဘဝကိုတကယ်စာနာတာကြောင့်ငိုချင်စိတ်ကိုထိန်းထားခဲ့ရပါတယ်။ဒီကဘာလုံးစာကြည့်နေတဲ့အချိန်မှာမြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြောင်းအရာတွေကိုတတိရှိရှိပြောပြဖို့ဆိုတာကတော့မလွယ်ကူပါဘူး။လွန်ခဲ့တဲ့နှစ်တုန်းကသွားပြိုင်တဲ့သဲဆူငင်းကတော့ရေဘေးကြောင်းပဲပြောသွားခဲ့ပြီးရောအခြားအကြောင်းအရာတွေကိုချက်လက်ထားခဲ့ပူပါတယ်။ ။သဲဆူငိမ့်တဲ့ပို့ပြီးတော့ချက်မြတ်တဲ့ခီစာခင်ကတော့သူ့ဆိုလိုချင်တဲ့အကြောင်းအရာတွေကိုတိတိငိမ့်ငိမ့်နဲ့ပြောသွားပြီး ငလင်ဘေးသင်းတဲ့ကလေးတွေကိုဆက်လက်ပညာသင်ခွင့်ရစေချင်နေပါတယ်။မေစပေါ်မှာစုရလာခဲ့ရင်လည်းရလာတဲ့ငွေတွေကိုငလင်ဘေးသင်းပြည်သူတွေကိုလူတန်းသွားမှာပါ။စက်ခုနှစ်နဲ့ရွေချင်းတူပေမဲ့လည်းပို့ပြီးတော့ထမ်းပြတဲ့ခိစားခင်ကိုတော့တော့ final ထဲကိုဝင်စေချင်ကြပါတယ်။ခိစားခင်အခုဆိုရင်တော့မြန်မာပရိသတ်တွေသာမကဘဲနဲ့နိုင်ငံခြားကပရိသတ်တွေရဲ့အာယုံဆိုင်မှုတွေကိုပါရရှိနေသူပါ။လွန်ခဲ့တဲ့နှစ်တွေကမေစပေါ်ပြိုင်ပွဲကိုမြန်မာပရိသတ်တွေကအာယုံမဆိုင်မိကြပါပဲ။ငငယ်ရွယ်မိကလေးတယောက်ကနိုင်ငံကိုစားပြုဖြစ်အောင်စူးစမ်းနေတာပါ။ဒါကြောင့် ောက်ခိစားခင်ကတော့အသေးစုံကြီးထက်ပိုတဲ့အားပေးမှုတွေကိုရရှိနေပါတယ်။ကိုထူးရဲ့လင်မွေးထုတ်လိုက်တဲ့အလာမေတွေကတကယ်ထက်မြက်တာကြောင့်ဆရာတပည့်နှစ်ယောက်လုံးကိုကျေးဇူးတင်နေကြပါတယ်။အလာမေပွဲတစ်ခါလုံးတိုင်းမှာပွဲတစ်ခါဖြစ်တဲ့ကိုထူးရဲ့လေကဒီတစ်ခါမှတော့ချီးကျူးမှုတွေရနေပြီးတော့သူ့လက်နဲ့ထိရင်ရွှေဖြစ်သွားတယ်ဆိုတာလက်ခံသွားကြပါတယ်။မေဇွာပြန်ဝဲမှာခေစာခင်ပြောတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးဘလို့ထင်မြင်မိလဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါဦးရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။